င်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးလမ်းနီးစက္ကစီတက်စကန်ကို PDF တက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းနီးကြောက်တန်ရွာမှာတက်ဆွဲထားတဲ့စက္ကစီတက်ကင်းစကန်ကိုကာကွယ်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ပြီးရဲ့နောက်မလာဆယ်ရည်နေ့ထိတိုက်ပွဲတွေဆက်ဖြစ်နေရလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်မလာရှိရည်နေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ကင်းစခန်းကိုတောင်ပိုင်းတိုင်းစစ်စီရင်နေမည်နှင့်ပြူဟာ23လအောက်ခန်းနှင့်ဖြစ်တဲ့တရင်3500နှစ်နှင့်အုတ်တွင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါစစ်ကောင်စီတပ်ကကြောက်တိုင်ရွာမြောက်ဖက်အထွတ်ဘုံကြီးကျောင်းနဲ့ရွာလင်းမှာနှစ်ဖွဲ့ဖွဲ့တပ်ဆွဲထားပြီးဘုံကြီးကျောင်းမှာတပ်ဆွဲနေစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်တာလို့လုံခြုံရေးအမည်မပေါ်လို့တဲ့အုတ်တွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတပ်ဦးကပြောပါတယ်ရွာမြောက်ဖက်ဘုံကြီးကျောင်းဖွဲ့ကိုဝင်စီတာအဲ့ဒီနေရာကိုတော့တရားဝင်စီရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား ရီရဲ့လက်နက်တွေကိုလည်းကောက်နိုင်ခဲ့ပါတယ်။မနီကစပြီးစစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးလာလို့နှစ်ဖက်တိုက်ပွဲဒီနေ့နေ့လည်းထိဖြစ်ပါတယ်။ထိခိုက်ဒေဆုံမှုအခြေအနေမသိရသေးပါဘူး။ကြောက်တိုင်ရွာစီနင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့တဲ့အပြင်လက်နက်ခဲယမ်းချို့နဲ့တင်းစဲနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။စစ်ကောင်စီတပ်သားတွေသေဆုံးမှုအခြေအနေနဲ့ပတ်သက်လို့သတင်းဌာနကတိကျအတိမပြုနိုင်သေးတယ်လို့စစ်ကောင်စီဘက်ကလည်းတစုံတရာထုတ်ပြန်တာမရှိပါဘူး။ မလကိုရန်နီကစာပြီးကြောက်တန်ရွာနဲ့အနီးတဝိုက်ကရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်အင်ဂျီတရာကန်ရှိတဲ့ရှေးဦးစင်ရွာမှနေထိုင်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကမလစင်ရန်နီညနေမှာကြောက်တန်ရွာတွေပြန်ထိုင်ချထားတယ်လို့ဆိုပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့အသေးစိတ်သိရဖို့စစ်ကောင်စီရဲ့ဘကိုတိုင်းပြောခွင့်ရသူတိုင်းစီဝိုင်းဝင်ကြီးဦးတင်ဦးကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမဲ့လက်ခံဖြေကြားတာမျိုးမရှိပါဘူး။ဘကိုတိုင်းချင်းဆိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကရန်ကုန်မန္တလေးလမ်းဟောင်းကိုစုံ းမှုထိန်းချုပ်နိုင်ဖို့ကြိုးစားနေပြီးကြောက်တကားမြို့နယ်နဲ့ဖြူးမြို့နယ်ကရှမ်းကုန်းမန္တလေးနှောင်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်စခန်းခုနှစ်ခုကိုလည်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ကောင် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ NUG ကာကွယ်ဝင်ကြီးဌာနကဖေဖော်ဝါရီ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးဂျိုင်းတရားတဲ့ဖွင့်ပွဲပုံကျဲခံရလို့စစ်ကောင်စီဝင်ကြီးများအလင်းအမြန်ဖဲချိုးဖြတ်ပြီးထွက်ပြေးကစစ်သား3ဦးထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကြုံတိုးမြို့မှာအကြမ်းဖက်စစ်ကောင်စီဝင်ကြီးတွေနဲ့စစ်တပ်ရရှိတွေတက်ရောက်လာတဲ့ဂျိုင်းတရားတဲ့ဖွင့်ပွဲခန္ဓာကိုယ်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်လူမျိုးရေးတပ်တော် MNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။မွန်ပြည်လူမျိုးရေးတပ်တော် MNL န်ရဲ့ Spring UAV Force G3 Phase 1 drone ဖွဲ့က drone 20နဲ့မနေ့ကမလ9ရက်မနေ့ပိုင်းမှာအချိန်ကြာပြီးပုံသုံးလုံးကျင်းချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီပုံကျဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကားနဲ့တဲထုတ်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ချိုင်းတပ်သားတစ်ဖွဲ့ပွဲခန္ဓာကိုတက်ရောက်ခဲ့တဲ့စစ်ကောင်စီရဲ့စောက်လုံရင်ဝင်ကြီးဦးမျိုးတန်၊ကရင်ပြည်နယ်ဝင်ကြီးချုပ်စောမြင့်ဦးအရှိ တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မိုးဘူမူကြီးပညာဝင်ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းကရင်ပြည်နယ်လမ်းဘတ်ဆက်သွယ်ရေးရာဝန်ကြီးဦးညင်ညီစော်တို့လာရောက်ပြီးဖဲချိုးဖြတ်ဖွင့်လင့်တာနဲ့တပြိုင်တည်းကတုတ်ကရုတ်ထွက်ပြေးသွားခဲ့တယ်လို့ MNL ကဆိုပါတယ်။အဲ့ဒီပုံကျဲတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ရဲကော့ဂရိတ်မျိုးနဲ့ဂျုံတုံးမျိုးအခြေဆိုင်ခမာရ945 946နဲ့ပြူဟာကုန်းရှိဂျန်မာရီကျောင်းဒရုန်းပုံတီလွင့်စင်ကရတတားဟောင်းအောက်ဘက်ကျမ်းမူလတန်းကျောင်းကြီးကစီးတဲ့တရားမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ပြည်သူ ီအနေနဲ့အကြမ်းဖက်စစ်ကောင်စီပြုလုပ်တဲ့ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့နှိကပ်စွာမနေကြဖို့လေမွန်ပြည်လူမျိုးရေးတပ်တော်ကအသိပေးပြောကြားထားတယ်လို့သတင်းမှဖော်ပြထားပါရဲ့ရှင်။ ဆလတ်ပြီးညောင်ကျိုးတိုက်ပွဲစစ်ကောင်စီတပ်တင်းခန့်နေပြီးအင်အားထုစစ်ပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပတောင်းမြို့နယ်ညောင်ကျိုးကစစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အာရခတပ်တော်အင်းနဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေပြင်းထန်နေရလို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ကာပါစာဆက်ယုံနေအနီးမှာရှိတဲ့ညောင်ကျိုးစခန်းမကြာရင်ကိုစစ်ကောင်စီတပ်တွေကခုခံစစ်ဆင်နေပြီးစစ်ကူတွေလည်းများစွာပို့ထားတယ်လို့သိရပါတယ်။အခုကညောင်ကျိုးကတိုက်ပွဲတွေပြင်းထန်နေတဲ့အနေအထားရှိရင်စစ်ကူတွေထပ်လွတ်မယ်လို့ကြားရတယ်။ဘယ်တပ်တွေကိုလွတ်မလဲတော့သိချာ မသိဘူးဒါပေမဲ့လုံလုံးစင်တောင်ခံတမစတစ်ကနေပြီးတစ်ပြူဟာပြန်လာတာတော့ရှိတယ်အဲ့ဒီအဖွဲ့တွေကိုခဏအနာပေးပြီးရင်ထပ်ပြင်မယ်လို့တော့ခံမှန်းနေလို့စီဒီယန်ဗိုလ်ကြီးစင်ရောကပြောပါတယ် AA ရဲ့ထိုးစစ်စင်တိုင်ခိုင်မှုကြောင့်ညောင်ကျိုးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအသက်36နှစ်ရွယ်ဘူမူတန်ဆောင်ဟင်တင်းဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ် AA တပ်ဖွဲ့ဝင်တွေကရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်ပြတဲ့ပထောင်မြို့နယ်ကစစ်ကောင်စီစခန်းတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီအစပိုင်းကလေးကထိုးစစ်စင်တိုက်ခိုက်နေတာပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့ညောင်ကျိုးစခန်းကစစ်ကောင်စီရဲ့အသက် ပီးကြောင်းတွေကတခုဖြစ်တဲ့ကာပါစာ6တန်ချက်ဆက်ယုံနဲ့10မိုင်တောင်ဝေးกว่าတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်။ ဇလတ်ဘီဘူဇီစင်ရွာကညောင်ကျိုးပြီးညောင်ကျတော့ညောင်ကျလောက်ရောက်ရင်တော့ကာဘာဆာဆက်ရုံတွေကိုစတိုက်တဲ့အခန်းကဏ္ဍရောက်မှာပေါ့။ဒါပေမဲ့ညောင်ကျိုးစခန်းကလည်းတော်တော်လေးတင်းခတ်နေတဲ့အနေအထားမျိုးရှိရလို့အခြေအနေတွေကိုရှင်းပြပါရယ်။ဒါအပြင်ညောင်ကျိုးကစစ်ကောင်စီတပ်စခန်းတွေကိုပို့ဆောင်ဖို့ရင်ခါရင်းကိုလည်းပရောင်မြူနယ်အုပ်ချုပ်ပင်မြူနယ်ကပြည်သူတွေကိုရက်ကွက်အုပ်ချုပ်ရေးမှုတွေကလိုက်လံချက်ပြုတ်ခိုင်းနေကြောင်းလည်းဒေသခံတွေစီကသိရပါရယ်။စစ်သားတွေဘူဒီပတ်နဲ့ငနီတူးသုံးကောင်ပဲစားလို့တနာလို့စီစဉ်တာဆိုပြီးလိုက်ချက်ခိုင်းတာပေါ့နော်။ရက်ကွက်နေပြည်သူတွေကိုထမင်းတုပ်စီစဉ်ပြီးပို့နေတာ ားလို့အုပ်ချုပ်ပင်မြို့ကန်တယောက်ကပြောပါရယ်တိုက်ပွဲတင်စစ်ကောင်စီဘက်ကတပ်သားတင်ဆောင်မှုတွေအများပြားရှိနေပြီးတပ်သားတို့ကအမိတ်မနာကံမဲ့နောက်တန်းကိုစုခွာထွက်ပြေးလာသူတွေလည်းရှိနေတယ်လို့သိရပါရယ်ဆက်လက်ပြီးအုပ်တွင်းမြို့နယ်ရှိစစ်တပ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား15တိဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအုပ်တွင်းမြို့နယ်ရှိအကြံဖတ်စစ်တပ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား15တိဆောင်ခဲ့ကြောင်းအုပ်တွင်းမြို့နယ်ပကဖမတာဝန်ရှိသူတအုပ်ကပြောပါရယ် မလ9ရက်နေ့မနက်၄မိနစ်30ခန်းမှာအုတ်တွင်းမြို့နယ်ကျွဲပွဲမြို့နယ်အုတ်တွင်းမြို့နယ်ညောင်ကြောင်မြို့အကြားရန်ကုန်မန္တလေးလမ်းဟောင်းပိကြောက်တိုင်ကြီးရွာရှိအကျန်းဖက်စတက်စကန်ကိုပြည်သူ့ကာကွယ်တပ်မတော်စစ်စင်ရေးနယ်မြေနှင့်ဖြူဟာ23တပ်ဖွဲ့တွေဖြစ်တဲ့တန်ရင်3500တနင်းအုတ်တွင်းမြို့နယ်ပါကဖရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အကျန်းဖက်စစ်ကောင်စီတပ်သား9ဦးတိစောင်းပြီးလက်နက်ငယ်6လက်နဲ့ကြီးစံများတင်ဆက်ရရှိကြောင်းအဲ့ဒီတိုက်ပွဲအတွင်းအုတ်တွင်းမြို့နယ်ပါကဖမှာရဲဘော်ဝန်ဆိုင်ကဆင်အာနာရှင်စနစ်အမြင့်ပြည့်ချေမုံကြီးနဲ့ဖက် တွက်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက်တိုက်ပွဲဝင်ရင်မြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရပါတယ်။ အလာဒူမလ9ရက်နေ့နဲ့10ရက်နေ့တို့မှာအုတ်တွင်းမြို့နယ်ကျွဲပွဲမြို့မြို့စုတရားနီးရှိရှိဦးစင်ကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုအုတ်တွင်းမြို့နယ်ပါကပါတရင်3500နဲ့ Data 1 Drone 4တာငူခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ Eagle Power and Strong ဖွဲ့နဲ့ Federal Peacock Drone တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဗမာအရာရှိတို့ပါဝင်စစ်ကောင်စီတပ်သား10ဦးသေဆုံးခဲ့ကြောင်းဒီကနေ့နေ့လယ်ပိုင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားပြီးရေဦးစင်ကျေးရွာရှိပြည်သူပိုင်း အိမ်လေးလုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ပဲခူးတိုင်းထန်းတပင်မြို့နယ်ရှိတပင်ညွန့်အကြံဘတ်စတက်အထိုင်းစခန်းကိုလည်း PDF အတူကွန်မန်ဒိုတရင် P2 9914 KNL တပ်မဟာနှင့် KNL တပ်မဟာတုံးရောနတန်ဒရုန်းဖိုရိုကပူပေါင်းတိုက်ခိုက်မှုအတွင်အုတ်တွင်းမြို့နယ်ပါကဖအကြံဖတ်စစ်တပ်ရဲ့စစ်ကိုစစ်ကြောင်းများကိုဖျက်တောက်တိုက်ခိုက်ရင်ပူပေါင်းပါဝင်ခဲ့ကြောင်းအုတ်တွင်းမြို့နယ်ပါကဖမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။